ဉာဏ်ကောင်းထက်မြတ်သူဖြစ်အောင်အဘယ်လို ကုသိုလ်ကောင်းမှုများကိုလှုပ်ဆောင်တင်ပါတယ်ဗျာယုတိစွာရှိခိုးဥခိုက်ပါတယ်ဗျာဘောရတဲ့ဉာဏ်ကောင်းခြင်းနဲ့ဘယ်လိုကုသိုလ်တွေပြုရမလဲနော်ဉာဏ်ကောင်းခြင်းနဲ့ဆိုရင်မမေးမဆက်ဉာဏ်မြင်ကန်းစုံစမ်းဉာဏ်ကြည့်ဤဘာမှမမေးပဲနေဘာမှမလေးလာ မစူးစမ်းမတင်ယူရင်တော့ဘယ်တော့မှဉာဏ် ညံကန်းနေပြီညံကောင်းလာမှာမဟုတ်ဘူးတဲ့ညံကန်းတော့မျက်လုံးအမြင်ကန်းတယ်လို့ပဲညံအမြင်ကန်းလေညံဆိုဒီမှာမျက်လုံးအမြင်မျက်စိအမြင်နဲ့တင်စားလိုက်လေးရောကန်းနေအလင်းအောင်မရဖြစ်သွားလိမ့်ညံကောင်းချင်းလေးလာစီဘူးတင်ယူရမယ်ထက်တန်တဲ့စိတ်နဲ့လေးလာစီဘူးတင်ယူရမယ်အခုခုကအမြင်နဲ့နော်အမြင်နဲ့လေးလာတင်ယူနေရမယ် ကောင်းတဲ့တပညာတွေစိတ်ဆဲဆွဲတဲ့ဆွဲအောင်ဒီဆွဲထားတဲ့စိတ်ဟာနောက်ဘဝတည်သွားရင်တော့မှအဲ့ဒီကောင်းတဲ့တက္ကံကြောင့်နောက်ဘဝဒီအရာအထုံဖြစ်သွားပြီးတော့ပါရမီမြောက်သွားတာပေါ့နောက်ဘဝဒီပါဒီကောင်းကျိုးတွေကျေးဇူးပြုဉာဏ်ကောင်းစေနောက်တစ်ခုကတော့ဒါကုသကောင်းမှုပြုတဲ့အခါမှာဉာဏ်နဲ့ရှင်ပြီးကုသပြုရတယ်ပြီးရင်ပြီးတော့တော်တော်ပြောတိုင်းမဟုတ်ဘဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့တုံးတက်ပြီးတော့ ကိုလူတမ်းမဲ့နေရာမှာလူတမ်းမဲ့လူပဲပစ္စည်းအလူခံပုဂ္ဂိုလ်ဒါတွေအလုံးကိုချင်းချင်းပြီးတော့ညံနဲ့ရှင်ပြီးကုသိုလ်ပြုရင်ဖြစ်ရပွားညံကောင်းတယ်ကုသိုလ်ပြုစဉ်ကံကျိုးမြင့်သည့်ညံရှင်ပြီးတိဟိတ်ကုသိုလ်ခေါ်တယ်နော်အလုံးတကယ်လို့မလေးလိုက်ဆိုကြည့်ကုသိုလ်ပြုစဉ်ကံကျိုးမြင့်သည့်ညံရှင်ပြီးတိဟိတ်ကုသိုလ်ခေါ်ကုသိုလ်ပြုစဉ်ကံကျိုးမြင့်သည့်ညံရှင်ပြီး တိဟိကုတုခောနော်ပြင်တော့ online ယောဂီတွေရောလိုက်စို့နော်ကာမကုတုပြုတဲ့ကာမကံကံဤကျိုးမြင်ပြီးတော့အတိညာနဲ့ရှင်ပြီးကုတုပြုအောင်မယ်ဒါဆိုရင်ဒီကုတုအားတိဟိပရိဒဏ်နဲ့ကျိုးပေးတယ်တဲ့ညာနဲ့မရှင်မဲ့တဲ့ကျိုးလှူတော့လှူတယ်နော်ညာနဲ့မရှင်မဲ့ကုတုပြုတဲ့သူတွေအများကြီးပဲလှုပ်တဲ့လှူတိုက်တဲ့နေရာ လူတမ်းမဲ့အနေဓာတ်တွေဒီပုံမှာမတုံ့တက်ဘူးတရားတရားတော်ကောင်းနေပညာနည်းတဲ့သူတွေကာမကုသိုလ်ပြုတဲ့အခါမှာဉာဏ်ပညာလေးထည့်ပြီးတော့ဉာဏ်နဲ့ရှင်မကုသိုလ်ပြုရင်ဖြစ်လျက်ပေါ်မှာဉာဏ်ပညာကြီးမားမှာသူတော်ကျိုးပဲမေတ္တာထည့်ပြီးတော့ကုသိုလ်ပြုရင်ဖြစ်လျက်ပေါ်မှာဒီမေတ္တာအားပူကောင်းသွားမေတ္တာတရားရဲ့ကောင်းကျိုးတွေအများသူများရဲ့ချစ်ကလေးစားမှုတွေရတယ်ပေါ့ကာမကုသိုလ်ပြုတဲ့အခါမှာကိုယ်ဆက်ပြိုးတဲ့လေယာဉ်မျိုးကိုပြရိတ်တဲ့ရတယ်ကိုယ်ဖန်တီးလိုက်တဲ့အတိုင်းကိုယ်ပြခံစားရတာပဲကာမကုသိုလ်ပြုတဲ့အခါမှာတချို့ကလောဘ ဒေါသတွေဖြစ်ပြီးတော့တချို့ကုသိုလ်ကောင်းမှုပြုတယ်လူတွေလှုပ်တယ်ဒါဒေါသတွေလည်းပါတယ်လောဘတွေလည်းပါတယ်အဆင်မပြေမှုတွေပါတယ်စိတ်တွေကပူလောင်ပြီးပူပူလောင်လောင်ကုသိုလ်ပြုရင်ဖြစ်လျက်ပေါ်မှာဒါနတော်ဘောကဝါဒါနကြောင့်တော့ချမ်းသာမယ်ကောင်းမှုကုသိုလ်ပြုစဉ်တော့လောဘဒေါသတွေချန်ရင်ပြီးတော့လောဘဒေါသစိတ်တွေနဲ့ရောပြီးကုသိုလ်ပြုခဲ့ရင်ဖြစ်လျက်ပေါ်မှာပတ်စံရှိပြီးစိတ်ဆင်းရဲရတဲ့သူဖြစ်လိမ့်မယ်